ကနုံးရီတပည့်များညီတော်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကုမုဒရာအောင်ဗီရင်ဟော့စတန်ကဏ္ဍနေပြီးတော့ပတ်စဉ်ဟောပြောပေးမှာဖြစ်ပါတယ်29ရက်5လ2025မှ4ရက်6လ2025တနင်္ဂနွေတာသမီများအတွက်ဟောပြောပေးမှာဖြစ်ပါတယ်တနင်္ဂနွေတာသမီတွေဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေ ကျုံနိုင်ပါတယ်လုပ်ငန်းမှာအလိုက်ငရိုင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာတွေရောပေါ့နော်နောက်တစ်ခုကလုပ်ငန်းနားရတဲ့ပုံစံမျိုးလုပ်ငန်းပြောင်းရွှေ့ရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်အေဂျင့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အလုပ်တွေလည်းဂျာရဆိုင်ထားတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်လူမွေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကတော့အကောင်းဆုံး ရှိနေပါတယ်လူမွေးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်သားသမီးနဲ့ပတ်သက်တဲ့ကိစ္စရတွေကောင်းတယ်ဂျင်တွင်းငယ်ဂျာကင်းရှိပါတယ်နောက်တစ်ခုကရွှေကိစ္စရွှေနဲ့ပတ်သက်တဲ့အရောင်းဝယ်ကိစ္စတွေအောင်မြင်မှာဖြစ်ပါတယ်လူမျိုးကြားနိုင်ငံကြားကိစ္စရတွေလည်းကောင်းနေပါတယ်နောက်စာပဲစာသားနဲ့ပတ်သက်တဲ့ကိစ္စရတွေကတော့ကောင်း90 90ဖြစ်တယ်အထက်ထက်လေးလုပ်ငန်းတွေကောင်းတယ် စက်ပစီနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအယောင်းအဝယ်လုပ်နေတဲ့စက်ပစီနဲ့ပတ်သက်တဲ့ကိစ္စရပ်ဆိုရင်အယောင်းအဝယ်ကိန်းတွေကောင်းတယ်အင်္ဂါတပစ္စည်းကောင်း90ဆုံး90ဖြစ်မယ်ခရီးထင်းကိုကျုံရနိုင်တယ်ဒီနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေဖြစ်မယ်ငွေကန်တွေကတော့ကောင်းလာပါလိမ့်မယ်ဒါပေမဲ့ဝင်ငွေနဲ့ထွက်ငွေနဲ့အတူတူဖြစ်နေပါတယ်ကားလုပ်ငန်းကြောက်လုပ်ငန်းကိစ္စရပ်တွေကောင်းတယ်မိတ်ဆွေ အပေါင်းအသင်းကောင်း90ဆုံး90ဖြစ်တယ်။ညီနဲ့ပတ်သက်ပြီးတော့ပွဲစားလုပ်ငန်းတွေရတော့ချစ်တော်ကနောက်ဆော့ကပုံစံမျိုးဖြစ်တတ်တယ်နော်။အဲဒါပွဲစားလုပ်ငန်းနဲ့ပတ်သက်တယ်ဆိုလို့ရှင်နည်းရွာလည်းနေရတဲ့ပြောမှာပေါ့နော်။ဒါကြောင့်မလို့အလောက်ကနေတော့ပတ်သက်ပြီးတော့အထင်ကောက်တွေကြုံနိုင်ပါတယ်လို့ခေါ်ပြောပေးလို့ပါတယ်နော်။ပုံပြောက်တာတွေပုံပြက်တာတွေပါရင်ကြွားနိုင်တယ်။နောက်ဆရာနဲ့တပည့် ရှားမှာပြိပကဖြစ်တာမျိုးတွေကျွမ်းနိုင်ပါတယ်။တနင်္ဂနွေသားသပြီးတွေနဲ့ပတ်သက်ပြီးတော့လူငယ်နဲ့ပတ်သက်တဲ့အခြေအရေးတွေကတော့ကောင်းနေပါတယ်။အိမ်တော်ကြီးကတော့ခတ်မမတည့်ရင်လန့်ခွဲရတဲ့အနေအထားမျိုးဖြစ်ပေါ်တတ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသပြီးတွေကလေအောင်ဘိုက်အောင်လေးတွေကျွမ်းနိုင်တယ်ကျွမ်းတတ်တယ်အစာမစီမားလေးတွေဖြစ်တတ်တယ်နောက် မိခင်ကျမကြီးကောင်းတယ်ဖခင်အောင်ကျွန်းတဲ့ပတ္တာအုံနောက်တဲ့ပတ္တာကျမကြီးတွေညံ့တတ်တယ်ခြေရာအနေနဲ့ဘာကြီးဆောင်းထားမယ်ဆိုလို့ရှိရင်ရွှေကြီးသနမကင်းပေါ့နော်ဖယောက်သူဟာလိုရဆုတောင်းမှာအကြောင်းအားဖြင့်အစူရောင်ရဲ့အစင်းရောင်ရဲ့အဝါရောင်ရဲ့ဂျိုးပြီးပါတယ်ကနားအားဖြင့်နှစ်လေးဂျိုးပြီးပါတယ် တနင်္လာနေ့တော့ဗုဒ္ဓဟူးနေ့တွေကမိမိတို့အတွက်နေကောင်းနေမှဖြစ်ကြပါတယ်တနင်္ဂနွေသားပြည်များအားလုံးစိတ်ချမ်းသာခြင်းပွေးကြပါစေများပြည့်စုံကြပါစေခင်ဗျာတနင်္လာသားပြည်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့ကိုမတော်အောင်ဘေးရန်ဟော့စတန်ကဏ္ဍကနေပြောဆိုပါရယ်29ရက်5လ2025မှ4ရက်6လ2025တပတ်အတွင်းဟောပြောပေးတော့မှာဖြစ်ပါတယ်တနင်္လာသားတမီးတွေဟာအလုံးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းမှာလုပ်ငန်းနားတဲ့အနေအထားမျိုးတွေလုပ်ငန်းမှာအဆင်မပြေမှုတွေ လုပ်ငန်းမှာပြဿနာတရားတွေကြွရတဲ့လုပ်ငန်းမှာစိတ်မပျော်ပိုက်ဖဲကျရလုပ်ငန်းဒီလုပ်ငန်းနေပြီးတော့လှုပ်ချင်စိတ်တွေမရှိဘဲနဲ့အလုပ်တက်ကန်တက်တွေပြောင်းလို့စိတ်ရှိတာပေါ်ပေါက်တတ်ပါလေနော်အဲ့တော့နောက်အလုပ်ရှင်နဲ့အထက်လူကြီးနဲ့အောက်လင်ကရအဆင်မပြေမှုတွေဖြစ်တတ်ပါလေနော်အဲ့တော့ရှိတော့ကဲနောက်ဆော့ကဲပုံစံမျိုးတွေဖြစ်ပေါ်တတ်ပါလေအဲ့တော့အေဂျင့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးရတဲ့ရက်ဆိုင်ထားမယ့်အနေအထားမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။အဆောက်အုံနဲ့ပတ်သက်တဲ့ကိစ္စတွေကလည်းတို့လိုတန်းလန်းပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်။လူမှုရေးကိစ္စရပ်တွေကောင်းတယ်။နော်။သားသမီးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအောက်လင်္ကာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအခုသားသမီးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကောင်းတယ်။အဲဒီကူကရွှေထွက်သွားလိမ့်မယ်။ရွှေထွက်ပြီးမှဝင်ကင်းရှိတယ်။လူငိုကြားကိုကြီးမဆမဲ့သူရှိတော့ဒုက္ခပေးမဲ့သူလည်းရှိတတ်ပါတယ်ဖြစ်တတ်ပါတယ်။ နိုင်ငံရန်ကြားနဲ့ပတ်သက်တဲ့ကိစ္စချက်တွေကောင်းပါတယ်အထယ်ထယ်လုပ်ငန်းတွေကောင်းတယ်မီးလျက်စစ်လုပ်ငန်းတွေကောင်းတယ်အမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှိတော့ကဲနောက်ဆက်ကဖြစ်တတ်တယ်ဆက်ပစ္စည်းကိစ္စချက်တွေကောင်းတယ်စံစီစီစအင်္ဂါနာပစ္စည်းကိစ္စတွေစီးပွားရေးနဲ့ပတ်သက်ပြီးရောမထင်မှတ်တဲ့လုံဆောင်ချက်တွေရနေပြီးရောစီးပွားရေးဥမော့လာမှာဖြစ်တယ်ကြာဝေးအဆက်သက်ကောင်းတွေရတတ်တယ်ဝမ်းသာစရာသတင်းစကားတွေကြားတတ်ပါတယ် ခရီးတွေညံ့ပါတယ်ခရီးကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေဖြစ်တတ်တယ်ငွေကန်တွေကတော့ဝင်ငွေနဲ့ထွက်ငွေမမျှဖြစ်တတ်တယ်တွန်းဆမှုများတတ်ပါတယ်ဝင်ငွေကနေပြီးတော့ထွက်ငွေတွေကများတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်မိတ်ဆွေပေါင်းတဲ့ကိစ္စရတွေကောင်းတယ်မိသားစုအရေးကိစ္စရကောင်းတယ်ပညာရေးကောင်းတယ်ဗာရာကြီးနဲ့ပတ်သက်တဲ့ကိစ္စရကောင်းတယ်လူငယ်နဲ့ပတ်သက်တဲ့အခြေကိစ္စရတော့ အဆင်မပြေတာလေးတွေနည်းနည်းလေးများပါလိမ့်မယ်။အိမ်တော်ကြီးမှာအဆင်မပြေမှုများပါလိမ့်မယ်။အိမ်တော်ကြီးမှာပြဒနာတက်တာတွေပြိပကဖြစ်တာမျိုးတွေကျွားနိုင်ပါတယ်။တဏှာသာသမီးအနေနဲ့ကျမရောကောင်းတယ်။ကို့အတွက်ဘာမှလုပ်ရမှာမလို့မိခင်တို့လည်းကျမကြီးကောင်းတယ်။ဖခင်နဲ့ပတ်သက်ပြီးတော့ဘိုင်းအောင်နာလေးအောင်နာဒါမျိုးတွေအနှဲငယ်ကျွားတတ်ပါကျွားတတ်ပါလေနော်။အဲ့တော့ဒီတဏှာသာသမီးတွေကမိမိအိမ်မှာ နာကြီးတွေဘာတွေပြက်နေတာဆိုရင်ပြန်ပြင်လိုက်လို့ရှင်ဒီငွေကြီးကိစ္စခီးကိစ္စတွေအလောက်ကန်ကိစ္စတွေတောင်းလာမှာဖြစ်ပါတယ်နာကြီးပြက်နေလို့ရှင်နာကြီးတွေပြင်ပါတော့နာဒီရက်ထဲမှာနာကြီးဝန်တာတွေဘာတွေအပြုတ်လောက်ပါနဲ့ပေါ့နော်နာကြီးဝင်လို့ရှင်မကောင်းဘူးလို့ပြောမှာဖြစ်ပါတယ်နော်အဲ့တော့ရရားအနေနဲ့ဘာကြီးဆောင်ရထားမယ်ဆိုလို့ရှင်စမုစာ၅ခုဖျောက်လို့ပါလိုအပ်သောင်းပါနော်စမုစာ၅ခုဖျောက်လို့ပါလိုအပ်သောင်းပါအကြောင်းအဖြစ် နီယိုရောင်ရဲ့ထီရောင်ရဲ့ကျိုးပေးပါရယ်ကနာအပြင်3ရက်5ရက်ကျိုးပေးပါရယ်အင်ကာနီလိုဇာတာပရင်းတို့ကမိမိတို့ရဲ့နေကောင်းနေမြဖြစ်ကြပါရယ်တနင်္လာသားပြည်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာအင်္ဂါသားပြည်ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါကုမုဒရာအောင်ဘေးဟောဆရာကနာကရီကိုကျိုးဆိုပါရယ်29ရက်5လ2025မှာ4ရက်6လ2025တပတ်တွင် အင်္ဂါသားပြည်နဲ့ပတ်သက်ပြီးဟောပြောပေးသွားမှာဖြစ်ပါရယ်အင်္ဂါသားပြည်တွေဟာ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းနာတာအလုပ်မအလုပ်ထုတ်ခံတာတို့နော်လုပ်ငန်းအဆင်မပြေမှုဖြစ်တာတို့ဒါမျိုးတွေကျွမ်းနိုင်ပွဲရှိပါတယ်။နောက်မိမိလုပ်နေတဲ့လုပ်ငန်းတွေကလုပ်ငန်းကြီးဆောင်ရွက်နေတဲ့မိတ်ဆွေတွေကလည်းလုပ်ငန်းမှာရှိသွားခဲ့နောက်ဆောက်ခဲ့ပုံစံမျိုးဖြစ်တတ်တယ်။လုပ်ငန်းမှာအဆင်မပြေမှုပိုင်းဆိုင်ရာလေးတွေဖြစ်နေကြတယ်ပေါ့နော်။အထက်လူကြီးနဲ့အောက်လက်ငယ်သားကြားမှာအဆင်မပြေမှုတွေကျွမ်းနိုင်တယ်။ ထောက်လုံငန်းအကျင့်လုံငန်းတွေတိုင်းငံ့ထားတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်လူမှုရေးကိစ္စရတွေကောင်းတယ်နောက်ရွှေကိစ္စသာသမီကိစ္စအရေးတွေကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်နော်ရွှေဝင်လို့ရှင်စီးပွားတက်ခင်းရှိပါတယ်လူမျိုးကြားကိန်းတွေကောင်းတယ်လူမျိုးကြားနိုင်ငံကြားကိစ္စရတွေကောင်းတယ်အထဲအထဲလေးလုပ်ငန်းတွေကောင်းတယ်မင်းလျှက်စစ်လုပ်ငန်းတွေကောင်းတယ် အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းတယ်ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေရင်နဲ့မမျော်လင့်မဲ့နဲ့ခါလီမှာကိုယ့်ရဲ့အပိတ်ဒါစီးတွေကြားနေပြီးတော့အပွန်လန်းဖြစ်တဲ့အနေအထားမျိုးတွေပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်ဒီဘိုင်းရလောစေမဟုတ်ရှိုးနေပေမဲ့လို့အချိန်ကြီးကောင်းခွင့်ကကောင်းနေရုပ်ရည်ပေါပေါလာနိုင်ပါတယ်အေးကံရောကောင်း90 90ဖြစ်တယ် အပြည့်မနေသွားမယ်ခေးဆိုတော့သွားလို့ရပါတယ်မွေကြီးမှတ်တဲ့ကိစ္စရတီကတော့ငွေထွက်များမယ်ငွေဆုံးရှုံးနှိမ့်နာမှုတွေနဲ့ငယ်ကျုံမယ်မိစေပေါင်းတဲ့နေဒုက္ခပိတတ်တယ်မိသားစုအရေးမှာအဆင်မပြေမှုလေးတွေကျုံမယ်မြေနဲ့ပတ်သက်တာတွေတွေသုံးဖြတ်သုံးဖြတ်ရသုံးဖြတ်ချက်အခက်တွေ့နေကြတယ်ပေါ့နော် ဲ့တော့မြေမြေနဲ့ပတ်သက်တဲ့ကိစ္စတွေကပုံမရောက်ဒီမရောက်ပုံစံမျိုးဖြစ်တတ်တယ်ပေါ့နော်မြေနဲ့ပတ်သက်တဲ့ကိစ္စရတွေအခက်အခဲလေးတွေကြုံမယ်လူငယ်နဲ့ပတ်သက်တဲ့အခြေအရေးကတော့ပြည့်နေတဲ့ယောက်သဘောထားမတွေ့တာလေးတွေဖြစ်ပေါ်ပါလိမ့်မယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ကြီးမှာလည်းအင်မတန်မှညှိနှိုင်းရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်တယ်နော်အဲ့တော့အိမ်တော်ကြီးတွေမှာအိမ်တော်ကြီးတွေ အလုတ်ရည်ညံ့နေတယ်တဏ္ဍာသာသမီးအတွက်ကကျမကြီးနဲ့အင်္ဂါသာသမီးနဲ့ပတ်သက်ပြီးကျမကြီးကဘာမှစိတ်ဆံမှုကောင်းတယ်မိခင်အကျော်နဲ့ပတ်သက်တာဖခင်ဘိုက်အောင်နဲ့ပတ်သက်တာဒီလိုကျမကြီးတွေအနေနဲ့ညံ့တတ်ပါတယ်နော်အဲ့တော့ရရရရဘာလို့ရမယ်ဆိုလို့ရှင်တနင်္ဂနွေနေ့မှာဘဲဦးနဲ့အာလူနဲ့ရောချက်ပြီးရောလေးစင်ကြိုင်နဲ့ဖုန်းကြောင်ဆွန်းသွားပို့ပါ ဘဲသားတတ်နိုင်လို့ရှင်ဘဲသားနဲ့အုံနှုံနဲ့ရော့ချက်ပြီးတော့အင်းစင်ကြိုင်နဲ့ဆွန်းသွားပို့လို့ရှင်လေပို့ပြီးကောင်းပါတယ်အော်ဘဲသားမတတ်နိုင်တဲ့မိစေများကဘဲဦးနဲ့အာလူနဲ့ရော့ချက်ပြီးတော့လေးစင်ကြိုင်နဲ့ပုံရောက်ဆွန်းသွားပို့ပါအဲ့ဒါတွေကအလုတ်ကန်တွေကောင်းဖို့အင်တော်ကြီးတွေကောင်းဖို့နော်အောက်လက်ငယ်ရာကိစ္စရက်တွေကောင်းဖို့အတွက်အာရေရာအထူးပြုလုပ်ရမယ်ရေရာဖြစ်ပါတယ်ဖျားမှာရွက်လ၁၉ညဖျားလို့လူပါအကြောင်းအားဖြင့် အဝါရောင်ရဲ့နောက်တစ်ခုကအရောင်ဖြောတတော်အရောင်ရဲ့ရောင်စုံအကွက်ကလေးရဲ့ကျိုးပြပါရတယ်။ခဏအပြင်၄၆အကျိုးပြပါရတယ်။ဟိုတုံးလေးတို့တောက်ကြနေတို့ကမိမိတို့အတွက်နေကောင်းနေရမှဖြစ်ကြပါရတယ်။အင်္ဂါတာပြင်းများအားလုံးစိတ်ချမ်းသာခြင်းကိုကျမကျမပြည့်စုံကြပါစေခင်ဗျာ။ဘုဒ္ဓတာသမီးကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့ကုမုဒ္ဒရာအဘိဓမ်းဟောစရံကနကနေပြီးရောကျေးဇူးပါတယ်29ရက်5လ2025မှာ ၄ရက်6လ2025တပတ်တွင်ဘုဒ္ဓဥသာသမီးတွေနဲ့ပတ်သက်ပြီးတော့ဟောပြောပေးတော့မှာဖြစ်ပါတယ်။ဘုဒ္ဓဥသာသမီးတွေဟာအလောက်ကံလေးတွေကောင်းနေစေပိုရည်လည်းကောင်းလာမှာဖြစ်ပါတယ်နော်။အဲတော့ဟုတ်လက်တော်ဒီတပတ်ခဲမှာတော့ကောင်းမလို့လို့နဲ့အခါကလေးမှာလွဲချော်သွားတာတိမ်ဆောင်တိမ်ဆောင်လေးတွေဖြစ်တတ်တယ်နော်။ အလွဲမပုံစံမျိုးတွေဖြစ်တတ်တဲ့အတိတ်ဆုံးလွဲချော်မှုလေးတွေကြုံရနိုင်ပါတယ်။လုပ်ငန်းကြီးဆောင်ရွက်နေတဲ့မိဆွေတွေဆက်လုပ်ကဆက်လုပ်ပါကောင်းပါတယ်လို့ပြောမှာဖြစ်ပါတယ်။အေဂျင့်လုပ်ငန်းတွေစောင့်လုပ်ငန်းတွေကဖိုက်လုပ်ငန်းတွေကောင်းနေစေဖြစ်ပါတယ်ဘုရုသတိမိနဲ့ပတ်သက်ပြီးတော့နော်။ Now နိုင်ငံခြားဒီမှုခြားကိစ္စရပ်တွေရန်ကောင်းနေနိုင်ငံခြားခီးတွားဖို့တွေ့ဗီဇာတင်ထားတာတွေနော်ဆောက်တာတင်ထားတာတွေ ဗုဒ္ဓဟူသားသမီးတွေကတွားနိုင်တယ်တွားဖို့ရှိပါတယ်လို့ဟောပြောပေးလိုပါတယ်အထယ်ထယ်လေးလုပ်ငန်းတွေကောင်းတယ်အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းကောင်းပါတယ်နောက်တွင်းထွက်တရားစာရလုပ်ငန်းလေးတွေဒီဘက်ထဲမှာကောင်းလာမှာဖြစ်ပါတယ်ခရီးကောင်း90ဆုံး90ဖြစ်ပါတယ်ဇဝေးယနေ့ခရီးနဲ့ပတ်သက်ပြီးပေါ့နော်ကောင်း90ဆုံး90ဖြစ်ပါတယ်တို့တော့ဖြီးကန်လဲကောင်းတဲ့ထဲမှာပါပါတယ်သွားလို့ရပါတယ် မိစေပေါင်းတင်ရတော့ဒေထားပြီးတော့ကောင်းမှာဖြစ်ပါတယ်နော်တစ်ခါတည်းမှာမိစေပေါင်းတင်နေကြအောင်ကိုယ့်ရဲ့စာရွက်ချက်တွေကိုယ့်ရဲ့နာမည်ကုန်သတင်းတွေကိုယ့်ရဲ့အဓိကလုပ်ငန်းဆောင်ရွက်နေတဲ့ကိစ္စရပ်တွေမှာကုန်သတင်းချဆင်းသွားတာမျိုးတွေပေါ့နော်ဒါမျိုးတွေအယောင်မှိတ်မိသွားတာမျိုးတွေဖြစ်တတ်ပါလေ မစ်စေးပေါ်နေတဲ့ပတ်သက်ပြီးတော့မိသားစုအရေးမှာကာလရီမှာတယောက်နဲ့တယောက်သူတစ်ဘောကိုတစ်ဘောမတင်မြတ်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်တယ်လူမွေးကိစ္စရတွေကောင်းပါတယ်သားသမီးချိုးရည်လည်းပေးပါလိမ့်မယ်ရွှေချင်းပြောင်းကြုံမယ်ရွှေနဲ့ပတ်သက်ပြီးတော့နော်ဆက်ပစ္စည်းတွေလည်းအယောင်းဝယ်တော့ကောင်းမယ်မိမိအိမ်မှာရှိနေတဲ့ဆက်ပစ္စည်းတွေထွက်မယ်ပြီးလို့ရှိရင်ဆက်ပစ္စည်းအထက်ဆန်းတစ်ခုပြောင်းဝယ်လာမယ် စာချုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့အေးချတဲ့အနေအထားမျိုးရှိမှစာချုပ်ချုပ်ပါဟိုအစိုးရမဟုတ်ပါဘူးတိုးတော်လည်းပဲအခါဒီမှာစာချုပ်နဲ့ပတ်သက်ပြီးတော့တလဲသုံးစားပုံစံမျိုးတွေကျောင်းရနိုင်တယ်ပေါ့နော်ထင်အောင်ထင်မှားနဲ့တလဲသုံးစားပုံစံမျိုးတွေကျောင်းရနိုင်တယ်ငွေကန်ရန်ကောင်းတယ်ဘုလို့သားတပည့်နဲ့ပတ်သက်ငွေကန်ငွေရ၃လပုံလေးဆိုရက်ဂိမ်းဖြစ်ပါတယ်ရဲသုံးပါငွေကြီးနဲ့ပတ်သက်ပြီးတော့ချက်လုပ်ငန်းကားလုပ်ငန်းတွေကောင်းပါလေနော်ချက်လုပ်ငန်းကားလုပ်ငန်းတွေကောင်းပါလေ လူငယ်နဲ့ပတ်သက်တဲ့ခြေရည်တွေကောင်းပါလေဘုရားသားသမီးတွေပတ်သက်ပြီးတော့အဲဒီတော့အိမ်တော်ကြီးမှာလည်းကောင်းနေပါလေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အားလုံးကောင်းပါလေနော်အဲဒီတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးလို့ဆိုလို့ရှိရင်လည်းကျမ်းမာရေးဘုရားသားသမီးတွေထုလို့ရှာမလို့ကျမ်းမာရေးလည်းကောင်းပါကျမ်းမာရေးလည်းကောင်းပါလေနော်ဒီနေ့မှလူမွေးနဲ့ပတ်သက်ပြီးတော့ဆစ်ဆွဲပြောဆမှုပိုင်းဆိုင်ရာလေးတွေကြောင်းရတတ်တယ်အဲဒါမိစေပေါင်းလေးနဲ့ပတ်သက်တာလေးတွေပေါ့နော်အဲဒါလေးကြံနေလို့နော်အဲဒီခါကျတော့မိခင်နဲ့ကျမ်းမာရေးကောင်းတယ်ဖခင်နဲ့ကျမ်းမာရေးကောင်းပါလေဟလား အဲ့တော့ရှရိယာအနေနဲ့ဘာကြီးဆောင်ရထားမယ်ဆိုလို့ရှင်နတ်ကြီးတို့ဖျောက်လူပါလူရဆိုတော့မှအစားအဖြစ်အဖြူရောက်နှစ်ရောက်ကျိုးပြီးပဲကဏ္ဍအဖြစ်ခုနှစ်ကနှစ်ကကျိုးပြီးတယ်စနေနေ့တို့တနင်္လာနေ့တို့ကဘောဓုသာသမီများတွေ့တော့နေကောင်းနေ့ရမှာဖြစ်ကြပါလေဘောဓုသာသမီများအားလုံးစိတ်ချမ်းသာကြကိုယ်ကြမှာကြများပြည့်စုံကြပါစေဘောတော်ဟုရာဟုတွေပေါ့နော်ဘောဓုသာသမီရောရာဟုသာသမီရောအားလုံးပါပါလေ